အရခတ်တတော်၏ဥဆောင်တဲ့တော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေဟာအမ်ဘဒန်လမ်းပေါ်ကစစ်တဲရဲ့စစ်ကူစစ်ကြောင်းတွင်နဲ့ကာကင်းစခန်းကုန်းတွေကိုအပြတ်အသတ်တိုက်ခိုက်ရှင်မုံပြီးတဲ့နောက်လက်ရှိနှစ်ဖက်တိုက်ပွဲတွေဟာကာပါဆာဆလေးနဲ့စင်ပွင့်ရွာလက်နက်ကြီးအထိုင်စခန်းရဲ့တမိုင်လောက်အကွာကိုရောက်ရှိလာတာဖြစ်ပါတယ်။ ဲ့ပူပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေကနယ်ရေကန်လေကြောင်းရံကောက်ွေရေးဖြူဟာစခန်းကုန်းကြီးကိုဝိုင်းပက်ပိတ်ဆို့ထားပြီးစစ်ကူနဲ့ရိတ်ခါတိဆောင်လာတဲ့စစ်ကြောင်းတွေကိုကြားဖြတ်တိုက်ခိုက်နေတယ်လို့လည်းစီရေးသတင်းရင်းမြစ်တွေကပြောကြပါရယ်လက်ရှိစစ်တပ်ကလေကြောင်းပစ်ကူစစ်ကြောင်းစစ်ကူတွေနဲ့တိုက်ခိုက်နေကြတဲ့ကြားကစခန်းငယ်အများပြားကိုလက်လွတ်ခဲ့ရတယ်လို့လက်ရှိမှာအမ်ဘတန်ရိုးတောင်ကျော်လန်းကနယ်ရေကန်တောင်မှာလေကြောင်းရံကောက်ွေရေးဖြူဟာစခန်းကုန်းကြီးတစ်ခုပဲနောက်ဆုံးကျန်ရှိနေတော့တာဖြစ်ပါရယ် စစ်ကောင်မရှင်တက်ရဲ့လက်ရှိ ထိုးစစ်တွေဟာအမ်မြို့ကိုဝင်ရောက်ဖို့အတွက်ထိုးစစ်ဆင်တက်ခိုက်နေတာဖြစ်ပြီးတော့သူတို့ရဲ့စီးရေးရီမန်းချက်တွေမအောင်မြင်သလိုနိုင်ရကန်လေးချောင်းရံကောက်ွေရေးဖြူဟာကိုအေအေနဲ့တော်လန်ရေးတက်ဖွဲ့တွေလက်ထဲမကြောက်ရောက်စေဖို့အသေးအတန်ကြိုးပမ်းကောက်ွေနေကြရတာဖြစ်ပါတယ်